မင်္ဂလာပါရှင်ဇွန်လ26ရက်ကျောသားပရိနေရွှေကုံရဲ့ထူးထူးခြားပြင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့နာဆာကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပွေချုံမူချင်းမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့စရုထအချင်းဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025တို့တယောက်ရန်ဘယ်လာရုစ်သမ္မတနိုင်ငံသို့ရောက်ရှိရေးသတင်းဖြစ်ပါတယ်။ EAEU ရဲ့အလဲကြောက်ကထားဖြစ်တဲ့ Belarus တမရနိုင်ငံတမရ His Excellency Mr. Alexander Grigoryevich Lukashenko ရဲ့ဖိတ်ကြားချက်အရ Minsk မြို့တွင်ကျင်းပပြုလုပ်မဲ့စတုထအကြိမ်ဥရောပအာရှစီးပွားရေး Forum EEF 2025တို့တက်ရောက်ရန်အတွက် နိုင်ငံတော်အစီအမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပိုချုံမူကြီးမင်းအောင်လှိုင်ဦးဆောင်နဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာဇွန်လ25ရက်နေ့နံနက်ပိုင်းကအထူးလေရင်ဖြင့်နေပြည်တော်တမတော်လေးစိမ်းမှထွက်ခွာကြောင်းသိရပါတယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်နဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့အားကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကောင်စီအတွင်ရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းထွေး ကောင်စီအဖွဲ့ဝင်များပြည်တော်စုဝင်ကြီးများကာကွယ်ရေးဦးစီးချုပ်ယုံမအစင်မြေတမတော်ရရှိကြီးများမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတာအမဲကြီးနဲ့တာဝန်ရှိသူများကလေစိတ်တွင်ပို့ဆောင်လုပ်ဆဲကြကြောင်းသိရပါသည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးညိုစော ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကန်စောကာကွယ်ရေးဦးစီးချုပ်ယုံမအစင်မြင့်တမတော်အရာရှိကြီးများဒုတိယဝန်ကြီးများစစ်ဘက်နေဘက်မှတာဝန်ရှိသူများ ခရီးစဉ်တွင်လိုက်ပါသွားကြကြောင်းသိရပါဗျာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာဇွန်လ25ရက်ညပိုင်းတွင်မင်းစမျိုးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ရောက်ရှိကြရာဘယ်လာရုစ်သမ္မတနိုင်ငံဒုတိယဝန်ကြီးချုပ်မစ္စတာရှူရီရှူလက်ကိုနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတေမစ္စတာလူကာရှန်ဗရီစာဂယ်ဗယ်လ်ဒီမီရိုဗင်းနဲ့တာဝန်ရှိသူများရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံအသံအမတ်ကြီးဦးတည်လင်းအော် မြန်မာစစ်တမ်းကြီးရေလေးပုံမူကျုံကျော်စုဦးနဲ့မင်းစမျိုးရှိမြန်မာနိုင်ငံအကောင်စီဝင်ချုပ်ဦးမိုးကျော်သူတို့ကကြိုးစုံနှုတ်ဆက်ကြားကြောင်းသိရပါတယ်လေစိတ်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ပူဇော်မူကြီးမယောင်လိုင်းအားဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံတော်ကွန်ပျူတာဖွဲ့ကနိုင်ငံခေါင်းဆောင်များအားကြိုဆိုတဲ့အစဉ်အလာနဲ့အညီကွန်ပျူတာကြိုဆိုခဲ့ကြောင်းသတင်းရရှိတယ်လို့သိရပါတယ်ရှင်။ ဆလတ်ဒင်ဆမဲသတင်းကတော့ငင်းချန်ရေးဖိုရန်တွင်လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ကြောင်းနှဆကောက်ကထားပြောကြားတဲ့သတင်းဖြစ်ပါတယ်။ယခုနှစ်ကုန်ပိုင်းနဲ့2026ခုနှစ်နှစ်ဆန်ပိုင်းတွင်ကျင်းပမယ့်ရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ကြောင်းနှဆကောက်ကထားပွဲချုပ်မှုချင်းမြောင်းလိုင်းကဇွန်လ25ရက်နေ့နံပိုင်းတွင် နေပြည်တော်မှကျင်းပတဲ့ငင်းချန်ရေးဖိုရန်ဖွင့်ပွဲတွင်ပြောကြားကြောင်းသိရပါတယ်။မူလရည်မှန်းထားတဲ့ရွေးကောက်ပွဲကိုလည်းကျင်းပသွားမှာဖြစ်ပါတယ်။ ်ပြီးတော့ရွေးကောက်ပွဲကိုကြည်ကြဲပြန့်ပြန့်ကျင်းပနိုင်ဖို့အတွက်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကိုလည်းအလေးထားဆောင်ရွက်လျက်ရှိပါတယ်။အထူးကားကတော့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်လို့နဆာကဥက္ကဋ္ဌကပြောပါတယ်။၎င်းငြိမ်းချမ်းရေးဖိုရမ်ကိုဇွန်လ29ရက်အထိ၃ရက်ကြာကျင်းပမှာဖြစ်ပြီးငြိမ်းချမ်းရေးကိစ္စရပ်များနဲ့ရွေးကောက်ပွဲဆိုင်ရာကိစ္စများရွေးကောက်ပွဲအလွန်မြန်မာနိုင်ငံရှိအခင်အကျင်းများနဲ့ပတ်သက်ပြီးအထူးကားထားဆွေးနွေးမှာဖြစ်ကြောင်းနဆာကကသတင်းထုတ်ပြန်ထားပါ ါပါတယ်။ငြိမ်းချမ်းရေးဖိုရမ်သို့တရုတ်အိန္ဒိယရုရှားနှင့်ထိုင်းအပါအဝင်နိုင်ငံတကာမှဧည့်သည်များတန်ယုံများမှသံတမန်များပြည်ထောင်စုဝင်ကြီးများ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနိုင်ငံရေးပါတီများတက်ရောက်လျက်ရှိကြောင်းသိရပါပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ MAI လေးကြောင်းလိုင်းရဲ့တရမာမြောင်လေရင်အသေးတစင်ရောက်ရှိတဲ့သတင်းဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI အနေနဲ့ A319 လေယာဉ်တစ်စင်းကိုဇွန်လ23ရက်နေ့ကတရားဝင်လွှဲပြောင်းလက်ခံရယူခဲ့တယ်လို့မြန်မာလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကသိရပါဗျာ။လေကြောင်းလိုင်းရဲ့32နေပြည့်ပြန်တမ်းပြည့်စွဲမှုအဖြစ်လေကြောင်းခရီးစဉ်များတိုးမြင့်မှာဖြစ်ပြီးအော်တိုဘာနောက်ပိုင်းမှာစာက ရန်ကုန်ဟန်နွိုင်းခရီးစဉ်ရန်ကုန်မန္တလေးချင်းမိုင်ခရီးစဉ်ရန်ကုန်ဒါနန်ခရီးစဉ်ရန်ကုန်ကိုကတာခရီးစဉ်ရန်ကုန်ချန်တိုင်းခရီးစဉ်နဲ့ရန်ကုန်ကွမ်းကျိုးခရီးစဉ်တွေကိုအကြံရေးပြန်တမ်းပြည့်ဆွဲပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အခုလိုလေရင်အင်အားဖြည့်တင်းတာတွေလေရင်ခရီးစဉ်တွေပြန်တမ်းမှုအကြံရေးတိုးမြှင့်တာတွေက မြန်မာနိုင်ငံနဲ့အာရှနိုင်ငံများအကြားခရီးသွားပြည်သူတွေအတွက်ယဉ်ကျေးမှုထုံကာရမြို့တော်များအပန်းဖြေအနာယူရာကမ်းခြေဒေသများနဲ့စီးပွားရေးဗဟိုချက်များကိုခြေဆက်ပေးနိုင်ဖို့အဓိကရည်ရွယ်ပြီးလှုံ့ဆော်တာဖြစ်တယ်လို့ဆိုပါတယ်။အခုအခါအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI မှာ Airbus A319 တစင်အပါအဝင် Airbus A320 အမျိုးအစားလေယာဉ်9စင် Emperor E190 လေယာဉ်2စင် ADR72 6000လေရင်တစင် Boring 737400F အမျိုးအစားကုန်တင်လေရင်တစင်စုစုပေါင်းလေရင်7တစင်အထိရှိလာပြီဖြစ်ကြောင်းသိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ SSPB ပြစ်ခတ်လို့ TNLA တပ်ဖွဲ့ဝင်နှုတ်ဦးသေးဆုံးက3ဦးထင်ရရရှိတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ဇွန်လ15ရက်နေ့ကရှမ်းပြည်တို့တရေးပါတီ SSPB SSA ပြစ်ခတ်လို့တအောင်တန် TNLA တပ်ဖွဲ့ဝင်နှုတ်ဦးသေးဆုံးပြီး3ဦးထင်ရရရှိခဲ့တယ်လို့ TNLA ကဇွန်လ24ရက်တွင်ထုတ်ပြန်ထားပါတယ်။ ကြောင်မဲမြို့နယ်ရှိ TNLA ရဲ့ဟူးစွန်တောင်စခန်းကို TNLA တပ်သားများ လေဟာနေချိန်တွင် SSPP SSA ကအခွင့်အကောင်းယူပြီးနေရာဝင်ယူခဲ့ကြောင်း TNLA ကပြောပါရယ်။ ဟူးဆွန်တောင်စခန်းအားပြန်လည်ရရှိနိုင်ရန် စခန်းသို့ TNLA တပ်ဖွဲ့ဝင်များလာရောက်ချိန် SSBB SSA ကလက်နက်များဖြင့်တဖက်သက်ပစ်ခတ်တိုက်ခိုက်ပြီး TNLA တပ်ဖွဲ့များသေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇွန်လ24ရက်ကလည်း SSBB SSA တပ်ဖွဲ့ဝင်များဟာမိုင်းငုံမြို့နယ်မန်ပွန်းကျေးရွာအနီးရှိ TNLA ရဲ့စစ်ဆေးရေးဂိတ်ကိုတနက်6ချက်ပစ်ခတ်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။ဇွန်လ24ရက်မှာပဲမိုးမိတ်မြို့နယ်မို ိုးဟောက်ကျေးွာအုပ်စုအတွင်း TNL ကစစ်ကြောင်းထွက်ကင်းလှည့်နေစဉ် SSPB SSA တပ်ဖွဲ့ဝင်များမှနှစ်ကြိမ်တိုင်တိုင်ခြံခိုးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး TNL ဘက်ကလည်းလက်နက်ကြီးများဖြင့်နှစ်ကြိမ်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မိုးမိတ်ကြောင့်ပဲမိုင်းငုံမြို့နယ်တို့တွင် တောင်းတ TNL နဲ့ရှမ်းပြည်တို့တရေးပါတီ SSPB SSA တို့အကြားအပြန်အလှန်ပစ်ခတ်မှုများဖြင့်စစ်ရေးတင်းမာလျက်ရှိကြောင်းသိရပါတယ်ရှင်။ နောက်ဆုံးနေဆက်မဲ့သတင်းကတော့ချင်းပြည်နယ်မှာဒေတာပါတီ၃ခုရွေးကောက်ပွဲဝင်မဲ့ဆွဲသတင်းဖြစ်ပါတယ်။ပါတီစုံထွေထွေရွေးကောက်ပွဲကို၂၀၂၅ခုနှစ်ဒီဇင်ဘာလအကုန်၂၀26ခုနှစ်ဇန်နဝါရီလအစပိုင်းမှာကျင်းပဖို့ရှိနေပြီးချင်းပြည်နယ်မှာဒေတာပါတီ၃ခုကဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတယ်လို့သိရပါတယ်။ချင်းပြည်နယ်တွင်ဝင်ရောက်ရှင်ပြိုင်ဖို့မှတ်ပုံတင်ရရှိပြီးဖြစ်တဲ့ခုမီအမျိုးသားပါတီနဲ့ပါတီတီထောင်ဝင်ရထားပြီးဖြစ်တဲ့ချင်းပြည်သေးကွန်ကရက်ပါတီပါ တီတီထောင်ခွင့်လျှောက်ထားချက်ခွင့်ပြုလိုက်ပြီးဖြစ်တဲ့ဆိုမီအမျိုးသားပါတီတို့ကရှင်းပြကြမှာဖြစ်တယ်လို့သိရပါတယ်ရှင်။